ဟိုရပိုင်းကကျွန်တော်ရှိကိုကျွန်တော်ရဲ့ဒီမိတ်ဆွေပေါ့နော်တယောက်ပြောလာတယ်မိတ်ဆွေဆိုတဲ့နေရာမှာလဲအသက်ကလည်း60ကျော်ကျွန်တော်ကတ်နေပြီပေါ့သူကလက်ရှိထိုင်းနိုင်ငံကိုရောက်လာတာလက်ရှိမှာလဲပြောရမယ်ဆိုရင်တော့ဒီစီရီယံပေါ့ဗျာဒီအဲ့တော့ဟိုသူ့သားသမီးတွေကလည်းပြောရမယ်ဆိုရင်ဟိုစစ်မှုထမ်းတဲ့ကိုပါနိုင်မဲ့အသက်ဟိုအဲထဲမှာလဲရှိနေရတဲ့အတွက်ကြောင့် နောက်ရှိကိုလာပြီးတော့ကိုကြီးကတောင်းတယ်သူလည်းထိုင်းနိုင်ငံကိုရောက်နေပြီပေါ့ဒီတော့ကတော့အလုပ်တွေလုပ်တယ်ဒါပေမဲ့ဟိုမိမလည်းပြောရမယ်ဆိုရင်တော့သူနည်းသူဟန်လေးနဲ့စိုင်းလေးပါလေးလေးဖွင့်ထားတော့အဆင်ပြေတယ်ဒါပေမဲ့ဒီဘက်ထိုင်းနိုင်ငံကိုရောက်လာပြီးသူလည်းကြောင်းမလို့ဟိုကိုနည်းကိုဟန်နေပေါ့နော်စီးပွားရေးလှုပ်ရှားရုံနဲ့ပေါ့အဲ့တော့ဒီအလုပ်ကလိုဝက်လာတယ်ပေါ့ အရင်တော့သူ့ကိုနိုင်ငံသားတွေကနေပြီးတော့မှကုမ္ပဏီကအရင်ကန်လန်းခဲ့ကြတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာနေခဲ့တဲ့အချိန်တုန်းကသူ့ဟာသူ့အဆင်ပြေနေတာမလို့မလုပ်ခဲ့ဘူးပေါ့အခုတက်ကလည်း60နာကတ်နေပြီအဲ့ဒီကုမ္ပဏီကမှလည်းသွားပြီးတော့အလုပ်လျှောက်မယ်ဆိုလဲလွယ်မှာမဟုတ်တော့ဘူးဆိုတော့เนาะအဲ့ဒါနဲ့ပဲကျွန်တော်ရှိလာပြီးတော့မှဒိတ်ချန်လာတောင်းအဲ့ဒါနဲ့ပဲကျွန်တော်ကနေပြီးတော့မှသူ့ကိုကျွန်တော်ထောင်ထဲမှာအမြဲပြိစိတ်ခဲ့တဲ့ကားလိုက်တစ်ပုဒ်ရှိတယ်အဲ့ဒါလေးကိုစိတ်ပါလာပေါ့နော်စိတ်တဲ့ခါမှလည်းတသေးတောင်မဟုတ်ဘူးကျွန်တော်ဒိတ်ချန်အကြီးတစ်ခုပေးလိုက်တယ် တာဘလို့ခေါ်တဲ့ဒိဋ္ဌာန်နဲ့ပြလိုက်တယ်။တာဘဆိုတာခေါ်တဲ့ဟာကတမဂါရှန်ကပရိတပတ်နှစ်ပတ်ဆိုပြီးစိတ်ရတာအမျိုးမျိုးပဲ။အဓိကအကြီးတစ်ခုတင်ပြီးတော့မှအချိန်တစ်ခုပေးပြီးတော့မှစက်တိုက်စိတ်ရတဲ့ခါတာ။နော်အဲ့လိုယူဖို့။အဲ့ဒါလည်းသူကလည်းအားနေရပဲတရားရဲ့တဲ့။သိရမလား။စိတ်မမြားတဲ့။ဆိုပြီးတော့သူကရက်တော့ရက်တရက်တော့ပဲကြာ။ညရက်တော့ဖျက်ရမယ်နော်။ဒါစိတ်နေစီမှာတော့ရက်တော့ဖျက်ရမယ်ဖျက်လို့မရဘူးပေါ့နော်။အဲ့ဒါညပြောလိုက်တဲ့ခါကျတော့အားရက်လည်းဖျက်မယ်ပေါ့။ဆိုပြီးတော့အဲ့ဒါလည်းကျွန်တော်ဒီတိတ်ဆန်ကြီးပေးလိုက်တယ်။ အဲ့ကံတော့ပြောရမယ်ဆိုတော့သူကတော့ငါးချက်ကတာเนาะကျွန်တော်ကျွန်တော်ပြပြမယ်သူကတော့သူကရန်ထာနံသူကတော့တုံရံပိစသူကတော့နိဗ္ဗာန်နဲ့ယာတိသူကတော့တိနမောနမသူကတော့သူကရန်ထာနံသူကတော့တုံရံပိစသူကတော့နိဗ္ဗာန်နဲ့ယာတိသူကတော့တိနမောနမသူကတော့သူကရန်ထာနံသူကတော့တုံရံပိစသူကတော့နိဗ္ဗာန်နဲ့ယာတိသူကတော့တိနမောနမဒီဗီဒီယိုရဲ့အဆုံးလေးမှာကျွန်တော်ပုံလေးနဲ့ရေးပြတာမယ်โอเคအဲ့တော့တာဝဆိုတဲ့ခြေစရာပါလေဆိုညက်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဒီဟောကြားတော်မူခဲ့ တမတ်ခန္ဓာပေါင်း၈000လောက်ကိုရည်စုပြီးတော့မှရွတ်ဖက်ရတယ်။အဲ့တော့သူကတော့၅ချက်မလို့ဂါရာကိုတပုတ်ရွတ်လိုက်တိုင်းမှာသူကတော့၅လုံးကိုရွတ်ပြီးသားဖြစ်နေမှာပေါ့။အဲ့တော့၈000လေးတောင်ပြည်အောင်စိတ်ရမှာဆိုရင်ဘယ်လောက်ဖြစ်မလဲဆိုတော့တရားရှိလုံးပြင်းနေစိတ်မှာဆိုတော့156ဘက်စိတ်ရမယ်။အဲ့တော့ကျွန်တော်သူ့ကို156ဘက်ကိုကိုနော်ဦးလေးတပတ်9ရက်တင်းပြည်အောင်စိတ်နိုင်မှာပေါ့။ဆိုပြီးကျွန်တော်ပြောလိုက်တဲ့အခါမှာ try မယ်ဆိုပြီးတော့မှသူဒီ9ရက် မှာပြီးအောင်စိတ်တယ်ဒုတိယချက်စီကကျွန်တော်ညီတဲ့ညီတဲ့ကကျွန်တော်ပါလဲဆိုညီတဲ့ညီတဲ့ရဲ့အတုကနှစ်သိန်း၄တောင်တူးရှိတယ်အဲဒီကြောင့်ကျွန်တော်သူ့ကိုဘယ်လောက်စိတ်ကိုင်းလဲဆိုတော့၄၄၅ပရိပိစိတ်ကိုင်းတယ်နော်တီမဲအောင်ဆိုပြီးပေါ်လဲပါတာစိတ်ကိုင်းတယ်စိတ်ကိုင်းတဲ့ခါကျတော့ဟိုနောက်ထပ်တော့ထပ်ပြီးဘူးတာနေပြောမှာဆိုတော့ညီတဲ့ဒီက၄သိန်းနဲ့၈တောင်းရှိတယ်။ပရိပိတ်နဲ့ဆိုတော့၈၉၀စိတ်ရတယ်။လေတက်၉သိန်းနဲ့၆တောင်းရှိတယ်။ပရိစိတ်မဲ့ဆိုတော့၈၈၀ပဲစိတ်ရတယ်။မီတက် 16သိန်းနဲ့2000ရှိတယ်ပရိစိတ်မယ်ဆိုတော့3560စိတ်ရတယ်အဲ့တော့အစအနေအဆုံးကြီးစိတ်မယ်ဆိုရင်တော့နေဆောင်တော့တစ်နှစ်ပတ်ဝန်းကျင်တော့အချိန်ပေးရလိမ့်မယ်ကျွန်တော်ဆရာဆရာတော်ဘုရားကြီးကတော့အဲ့ဒီအစအနေအဆုံးကိုတော့ဘယ်လောက်လဲဆိုတော့ဝါရင်းသုံးလမှာပြီးစိတ်ခဲ့လို့စာမတန်းနေမှာတွေ့ခဲ့ဘူးလေဟိုအဲ့ဒါဆိုရင်တော့နေနားမြအောင်နော်စိတ်နိုင်မှာပဲရှင်ပါနော်ကျွန်တော်ထောင်ထဲမှာဒီ6လပတ်ဝန်းကျင်အထိမှာကျွန်တော်ဝါလောက်ကြီးစိတ်ခဲ့ဘူးလေရီတော်တော်ကိုရခဲ့တယ်ပေါ့နော်တန်းနဲ့ရှိကိုရခဲ့တယ်အားလဲအားနေရတော့လည်းပါတာ ့သူ့ကိုပြောလိုက်တဲ့အခါမှာသူပထမဒီဟိုဟာကိုဒီဓမ္မခန္ဓာပေါင်း၈000လောက်ကိုယူရပြီးတော့156ပတ်တိတိကို9ရက်ကြော်နဲ့ပြီးသွားတယ်။ပြီးသွားတဲ့အခါကျတော့ကျွန်တော်ပြန်ပြောတယ်455ပတ်တိတိကိုစိတ်နဲ့အဲ့နဲ့သူကလည်းလုပ်တွေကိုလည်းရှောက်ထားတယ်။အင်ဂျင်နီယာဟောင်းဆိုတယ်လုပ်တွေရှောက်ထားတယ်ပေါ့။ရှောက်ထားတဲ့အခါမှာအဲ့ဒီ455ဘက်ကိုသူဘယ်လောက်လိုက်ခဲ့လဲဆိုတော့ကျွန်တော်ကတော့တစ်လလိုက်ခဲ့နေမယ်ပေါ့။နော်တစ်လလိုက်ခဲ့နေမယ်။ဟိုတစ်လမဟုတ်ရက်20လိုက်ခဲ့နေမယ်ပေါ့။ရက်20ဒီမှာပြီးအောင်စိတ်နဲ့ဆိုပြီးသူလိုက်ခဲ့နေတယ်ပေါ့။တင်းတဲ့အခါမှာမဖြစ်လဲဆိုတော့ သူအဲ့ဒါကိုစိတ်နေတဲ့၁၀ရက်တော်တွင်မှာသူ့ကိုအလုပ်တစ်ခုကနေပြီးတော့လာကန်းလန်းနေတလောက်ဒေါ်လာတပေါင်းပေးမိနော်တလောက်ဆိုတော့တောင်းပေးမိတပေါင်းဆိုတဲ့တန်းနေတာမဟုတ်ဘူးဘတ်မှုနဲ့ဆိုဘတ်သုံးသိန်းရှိတယ်ဒါမဲ့အဲ့နိုင်ငံမှာတော့မဟုတ်ဘူးအဲ့ဒီကျောင်းနိုင်ငံတကူရှိတယ်အဲ့ဒီကိုတော့သွားပြီးတော့အလုပ်တော်လုပ်ရတယ်နားရက်တော့ပေးမိပါနော်နားရက်ကလည်းပြောမှဆိုရင်၃ဟို၃လလောက်ရင်တလောက်ပေးမိ လို့ပေးထားတာဟိုဒီလိုမျိုးပေါ့ဆိုတော့မစိုးဘူးကြာတပတ်ကိုလည်းပိတ်ရက်ရှိတယ်အဲ့ပြင်ကိုသုံးလလောက်ပြင်လဲတလအဲ့လိုအနာခွင့်လဲပေးရပေါ့ဆိုတော့သူ့တက်ကသူ့အသက်ရွယ်ရရောသူ့ရဲ့အနေထားတစ်ခုရပေါ့ဒါဘလိုကိုအစင်ကြီးတယ်အဲ့ဒါနဲ့ကျွန်တော်တို့ဗရီကိုတော့ပြီးအောင်စိတ်နေတယ်ဆိုပြီးတော့သူဗရီနဲ့ပြီးရက်နေ့နောက်၃ရက်နောက်နေ့မှာအဲ့ဒီနိုင်ငံကိုသွားရနေတယ်ပြောချင်တာကပါလဲဆိုစိတ်နိုင်နေဆိုရင်စိတ်ပါဒီအတိတ်ထံမဆိုပေါ့အဲ့တော့နောက်လာ လွယ်မှာလားရပောင်း30 dB ရှိတယ်။အဲ30 dB မှာဓမ္မခန္ဓာပေါင်း1000လောက်ကိုစိတ်လားဒါမှမဟုတ်ရင်ညီတက်စုစုပေါင်း445ဘက်ကိုစိတ်ဒီနှစ်ခုပဲပြီးအောင်စိတ်ကြပါဦး။ပြန်လာတဲ့6ဘက်နဲ့၄၄၅5ဘက်နဲ့ကိုနော်အားတွေကိုပြီးအောင်စေချပါအောင်အဲ့တော့မိတိအခက်ခဲပဲရှိရှိမိတိပြဿနာပဲရှိရှိမိတိအနှောက်အယှက်ပဲရှိရှိမိတိပြန်မှန်းကိုပဲရှိရှိပေါ့တိတ်ရနေကြည့်ပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ် တိစိတ်ပြိုင်မှာတော့မေတ္တာပို့ရမယ်အမြတ်ပို့ရမယ်နော်ဥမာကျွန်တော်ဒီဓမ္မခန္ဓာပေါင်း8000လောက်ကိုရည်စုရင်မှန်ပြီးမှာပရိပတ်ရေ156ပရိပတ်ကိုကျွန်တော်10ရက်အတွင်းပြီးစီအောင်ဆင်ပါမယ်ဆိုပြီးလိုက်တန်တင်ဒီနေ့မှာတော့ဥမာဒီနေ့မှာကျွန်တော်ဒီတရားရှိလုံးပရိနဲ့ကျွန်တော်10ပရိပတ်စိတ်ပြပါပြီဆိုပြီးတော့စိတ်ပြပါရင်ခင်ဗျာဒီနေ့မှာတော့အဲ့တော့ကြောင့်မလို့ကျွန်တော်ဒီဘာလေးစင်ပြရပါလို့ညာလေးစင်ရပါလို့ဆိုပြီးတော့ဆူတောင်းရတယ်ဆူတောင်းနေအခုလည်းပဲဆူတောင်းရနော်ပြီးတဲ့အခါမှာမြစ်တာပို့မယ်အများပို့ အဲ့ဒီကြောင့်မလို့ပြောမယ်ဆိုရင်တော့တနေရာထဲမှာသတိသန်လေးနေပြီးစိတ်ကြတော့ပိုကောင်းနေတယ်တနေ့ဟိုပြအချိန်တနေ့တနေ့ပြေးနိုင်တော့မှရပါတယ်အဲ့ဒီပဲဝင်ပါတယ်ပြောမယ်ဆိုရင်တော့ဟိုအဲ့တော့အဲ့ဒါလေးလေးကိုအဋ္ဌကံကြည့်ပါစောင့်ရဲ့ကြည့်ပါအဲ့ဒါဆိုတော့အောင်သွားနိုင်တယ်တိတ်ရနေလည်းပြေးသွားနိုင်တယ်ကျွန်တော်နေလည်းယုံကြည်တယ်ကျွန်တော်ကုလားနဲ့ဒီဒိတ်ကံကိုဝင်ခဲ့တဲ့အကြောင်းမလို့အောင်မြင်မှုတယ်အောင်လဲအောင်တယ်ပြောမယ်ဆိုရင်အဆင်ပြေတယ်ကျွန်တော်ကတော့အဓိကတော့ပါလဲဆိုတော့ဆူတောင်းတော့မဟုတ်ဘူးထောင်ထဲမှာတော့မှကျွတ်တဲ့အခါမှာငါလွတ်ပါစီဆိုပြီးဆူတောင်းတော့မဟုတ်ဘူးကိုကိုချင်းနဲ့ကိုမို့လို့အဲ့တော့ ကျွန်တော်ထောင်ထဲမှာလုပ်တဲ့အခါမှာကျွန်တော်ထောင်ထဲမှာရှိနေတဲ့သူတွေကိုဘယ်လိုခေါ်ရလဲလူထောင်ထဲရှိခေါ်ရတဲ့အခါကျတော့သူရဲ့ကြည်ဘယ်လိုကမန်ပြောအရန်စထရက်အရန်တက်တဲ့အခါကျတော့ပရိစိတ်ပြီးတော့မှသူတွေကိုကျွန်တော်ကူညီတယ်ပြောမစုံဗျာကျွန်တော်သူဒီအချို့သူတွေကိုရရပေးတယ်သူတွေကိုခေါ်ရတယ်ပြောတယ်ဟိုကိုကလွဲပြီးတော့ဗျာပြောမစုံကိုကလွဲပြီးတော့ခြားသူတွေကိုဘေးနစ်လုတ်မယ်ဘေးနစ်လုတ်မယ်ဆိုတဲ့ပတ်သက်ပြီးတော့မှန်အောင်ခေါ်နိုင်တယ်အဲ့ဒါအားလုံးကဒီဒီကာလာရဲ့အကျိုးကျေးဇူးပဲအဲ့တော့အားလုံးပဲလွတ်ကြည့်ပါတိတ်ဟန်တင်ကြည့်ပါနော်ဒီမှာခဏမှရှင်းတောင်းလိုက်ရတော့ဒီ တင်နိုင်တော့ကောင်းတယ်ပြီးရေတက်အတက်တနိုင်ရေတက်တက်တနိုင်လေတက်တက်တနိုင်မိတက်ဒီပါဆက်လက်တက်မြောက်ပြီးတော့မှအဋ္ဌကံကြီးအောင်ကြပြီးတော့မှနော်ဟိုကျွတ်တူတွေဆိုရင်ကိုတောင်းတဲ့စုတွေအပြင်ကိုကိုအတွက်လိုအပ်မဲ့ထင်တဲ့အရာတွေပါပေးလာကြတယ်ဒီဋ္ဌကံကြည့်အားလုံးနဲ့စာကြည့်ကြပါစာကြည့်ကြပါစို့နော်